ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဗာတင်ဆက်ပေးသားမလဲဆိုတော့ French Defense ရဲ့အပိုင်း6လေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးသားမှာဖြစ်ပါတယ်အဲ့တော့အရှိကနေ1 to 5ကိုမကြည့်ရသေးလို့ဆိုရင်တော့အရင်ဆုံးကြည့်ကြည့်ပါရစေပြီးတော့မှဒီအပိုင်း6လေးကိုကြည့်ပါဟုတ်ပြီအဲ့ဒါကျွန်တော်တို့ဗီဒီယိုလေးစလိုက်မယ်အဖြစ်ကနေပြီး E4 တက်တယ်ကျွန်တော်အမေကနေပြီး E6 နဲ့တုံးပြန်တယ်အာ uh, E4 မှာကျွန်တော်တို့ E6 နဲ့တုံ့ပြန်တယ်အဲ D4 တက်တယ်ဒါ main move ဖြစ်တယ် D5 ပြန်တုံ့ပြန်တယ်ဒီနေရာမှာ Knight C3 line လေးပေါ့နော် nice 3 nice 3မှာကျွန်တော်တို့ကဗာရှိရမလဲဆိုရင်အာ bishop b4 ပဲသုံးပြရမယ်အဲဒီမှာကအဖြေရဲ့ main move က e5 ဖြစ်တယ်အဲ့တော့ e5 ပါတော့ c5 တက်တယ် c5 မှာ a3 a3 မှာ bishop c3 ချာ b3 c3 knight knight e7 ပေါ့အဲ့ဒီနေရာမှာခုနှစ်ခွမ်းမြောက်မှာအဖြေကနေပြီးတော့ရွေးချယ်ချာ main move လေးခုရှိရယ်ကျွန်တော်အပိုင်း9မှာတော့အဖြေကနေပြီးတော့ knight f3 ရွှေရာလေးကိုပြခဲ့တယ်ဟိုဒီတစ်ခါကျွန်တော်တို့အပိုင်း6မှာတော့ကျွန်တော်ဗာပြမလဲဆိုရင်အဖြေကနေပြီးတော့ a4 တက်တာလေးကိုကျွန်တော်ကြည့်မယ်ပေါ့နော်အဲ့ a4 တက်မယ်ဆိုလို့ဆိုရင်ဒီ a4 line ဒီကျွန်တော်တို့ knight f3 အဖြူကနေ9ကွက်မြောက်မှာ knife 3ရှိတဲ့ line နဲ့မတူဘူးပေါ့အဖြူကနေ9ကွက်မြောက်မှာ knife 3ရှိတော့ကျွန်တော်မဲရနေပြီးတော့ b6 စီပိုင်းနဲ့ပြန်ပြီးတော့တုံ့ပြန်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာအမဲရနေပြီးတော့ b6 တက်လို့မကောင်းဘာကြောင့်လဲဆိုတော့အဲ b6 ရဲ့ idea ကတော့ကျွန်တော်တို့က bishop a6 ကိုသွားပြီးတော့ bishop ချင်း light square bishop ချင်းလဲကစားမယ်ဆိုတဲ့ idea လေးတစ်ခုဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာကျတော့ bishop b5 ပြန်လာချက်မယ်ဆိုရင်ကျွန်တော် bishop d7 ပြန်လုပ်မယ်အဲ့အချိန်မှာအဖြူကနေပြီးတော့ bishop d3 ဆိုပြီးတော့ပြန်ဆုတ်သွားလို့ဆိုရင်ကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ဒီ line မှာကျတော့အမဲရဲ့ bishop သည် A4 မှာသွားနေလို့မရတော့ကျွန်တော်တို့အရှိမတုံးကအပိုင်း၅မှာတုံးက9 F3 အပိုင်းမှာဆိုလို့ဆိုရင် Bishop ပြန်ရှောင်းသွားလို့ဆိုရင်ကျွန်တော် Bishop က A4 မှာသွားနေလို့ရတယ်ဒါပေမဲ့ဒီနေရာမှာ Bishop ကအမဲ Bishop သည် A4 သွားလို့မရတော့ A4 သွားလို့မရပြင်ဘာဖြစ်လဲဆိုတော့ဒီ C1 က Bishop လေးက A3 လာပြီးတော့ဒီ diagonal လေးကနေပြီးတော့ဒါအမဲကိုတောက်ချက် pressure ပေးလို့ရတယ်အဲ့ဒါမျိုးဆိုလို့ဆိုရင်ဒါကျွန်တော်တို့အမဲကနေပြီးတော့မကောင်းဘူးအမဲကနေပြီးတော့ဒါနိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်က ဒီခုနှစ်ခွက်မြောက်မှာအဖြူက A4 တလာလို့ဆိုရင်အမဲကနေပြီးတော့ basis ကစားဖို့အကြံဉာဏ်မပေးပါဘူးအဲ့တော့ဘာပဲကစားရမလဲဆိုလို့ဆိုရင်ကျွန်တော်ဒီနေရာမှာအမဲကနေပြီးတော့ knight bc6 ပဲကစားရမယ်ကိုယ့်ရဲ့ knight လေးကို development လုပ်ထားမယ် d4 ပုံးလေးကို pressure ပေးထားမယ်အဲ့မှာသူက knight f3 လာမယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ဆိုရင် queen a5 ဆိုပြီးသွားရမယ်ဒီ shape ကလေးကအရေးကြီးတဲ့ shape ကလေးအဒီ shape ကလေးကိုလုံးဝမှတ်ထားရမယ်ဘာကြောင့်လဲဆိုတော့ဒီ queen a5 ရဲ့ idea ဒီ c1 က bishop ကို a3 မထွက်နိုင်အောင် c3 ပုံးလေးကိုတိုက်ခိုက်ထားခြင်းဖြစ်တယ် အဲ့တော့ဒီနေရာမှာဟိုအမဲအဖြူကနေပြီးတော့ bishop ကိုအာ c3 ရ a3 ရနေထွက်လို့မရဘူးပေါ့နော်အဲ့ဒီနေရာမှာじゃ c3 ပုံကိုတိုက်ခိုက်ထားပြတဲ့အကြောင်းဒီနေထားမှာအဖြူကနေပြီးတော့ green d2 နဲ့ကဲတာရှိရယ် bishop d2 နဲ့ကဲတာရှိရယ်အဲ့ bishop d2 ကတော့ဒီနေရာမှာ main move လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ ကွင်းဒီတူနဲ့အကယ်၍များကယ်ခဲ့မယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်အာ basic ဆိုပြီးတက်ကမယ်ပြီးအဲ့နောက်မှာ bishop a6 လေးသွားပြီးတော့ last square bishop ချင်းလဲကစားမယ်အဲဒါဆိုလို့ဆိုရင်ဒါအမေကနေပြီးတော့အဆင်ပြေလို့ပြောလို့ရတယ်အဲ့ကျွန်တော် bishop d2 main move ကိုကြည့်မယ် main move bishop d2 သွားမယ်ဆိုလို့ဆိုရင်ကျွန်တော်ကျွန်တော်ဒီနေထားမှာအမေကနေပြီးတော့ဘာလဲရှိမလဲဆိုရင် bishop d7 လေးပဲပြန်သုံးပြမယ်ကိုယ့်အကောင်ကိုယ့်ကစားကောင်ကို development လုပ်မယ်အကြိမ်ဒီမှာသူက bishop ဒီနေရာမှာအမေအဖြူကနေပြီးရွှေ့လို့ရတယ် bishop e2 တွေ bishop b5 တွေရွှေ့လို့ရတယ်ပေါ့နော်အဲဒါမဲ့ကျွန်တော်ဒီမှာ bishop e2 line လေးပဲပြပါမယ် ဟုတ်ပြီအဲ့တော့ဘက်ရှာ A2 ရှိမှဆိုလို့ရှိရင်ပေါ့ဒီနေ့ထားမှာအမဲကနေပြီးတော့ကစားလို့ရတာနှစ်ခုရှိရယ်ပေါ့နော်ပုံစံနှစ်မျိုးနဲ့ကစားလို့ရတယ်ဟိုအခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ Citroen engine တွေရောအကြံပေးတာတော့ဘာကြီးကစားလို့ရလဲဆိုတော့ C4 တက်ပြီးတော့ကစားမယ်အာ C4 တက်မယ်ပြီးရင်အဲ့တော့ F sin နဲ့ဒီ bond structure လေးတွေကိုဖြိုမယ်အဲပြီးရင်ကျွန်တော် long gas လုပ်မယ်ပေါ့ဒါဆိုလို့ရှိရင်အမဲကနေပြီးတော့အာအစင်ပြေလို့ပြောလို့ရတယ်ဟို C4 တက်လိုက်လို့ C4 တက်လိုက်ခြင်းအပြင်ဒီအဖြူရဲ့ bond လေးရလဲအာ C3 ကနေပြီးတော့ C4 ကိုမတက်နိုင်ဘူးပေါ့အဲဒီလိုပုံစံနဲ့လည်းကစားလို့ရတယ် အဲနောက်တော့ကျွန်တော်နောက်တစ်ခုကကျတော့ဘယ်လိုပုံစံနဲ့ကစားလို့ရကြတယ်အရင်တော့ကစားခဲ့တဲ့အဲ main line ပေါ့နော် main move ပေါ့အဲအဲ့တော့ကျွန်တော်ဒီမှာတော့အရင်တော့ကစားခဲ့တဲ့ main move တွေကိုပြပါမယ် ဲ့တော့ဒီနေ့တော့မှကျွန်တော်တို့အဖြူကနေမဲကနေပြဘာရှိမှလဲဆိုရင်ကြောင့် F6 ဆိုပြီးတက်ကား F6 ရဲ့ idea ကြီးတစ်ခါတည်းနဲ့ဒီအဖြူပုံးတွေကိုတစ်ခါတည်းခြေဖြတ်တယ် break လုပ်တယ်ပေါ့အဲ့ကမှအဖြူကနေပြ C4 တက်မယ်ဟာ bishop နဲ့ queen ကိုချိန်မယ်ဆိုလို့ဆိုရင်လည်းကျွန်တော် queen ကဘယ်ဘက်သွားမလဲဆိုရင် queen C7 လေးပဲပြန်ဖတ်လာမယ် queen 7မှာသူက E8 F6 ဆားမယ်ဆိုရင်ကျွန်တော် G8 F6 ပြန်ဆားမယ်အကယ်၍ဒီမှာ C8 D5 ဆားမယ်ဆိုရင်ကျွန်တော်တို့ဒီနေ့မှာဘာနဲ့ပဲဆားမလဲဆိုရင်ပုံးနဲ့မဆားရဘူးကျွန်တော် knight နဲ့ပဲဆားမှာဖြစ်ပါတယ် knight C3 knight D5 ပေါ့ knight D5 မှာ အဲဒီ C5 ကြီးကိုလည်းစားလို့မကောင်းဘူးပေါ့နော် C5 ကိုဒါအဖြူကစားမယ်ဆိုလို့ဆိုရင်ဟိုဒါအမဲကနေပြီး E5 တွေပါတွေတက်လို့ရတယ်ပေါ့ဒါဆိုလို့ဆိုရင်ဒီ Nike ရဲ့လမ်းကြောင်းတွေကပိတ်သွားမယ်အကွက်တွေနှဲသွားမယ်ပေါ့အဲ့တော့ဒီနေသားမှာတော့အဖြူတော့ main move ကတော့ C3 ပဲဖြစ်တယ်ပေါ့နော် C3 ဒါသူ့ရဲ့ default ball လေးကိုသူပြန်ပြီးတော့ save လုပ်ထားမယ်ခဲ့တာမယ်အဲ့ဆိုလည်းကျွန်တော်တို့အမဲကနေပါလို့လည်းဆိုရင် long cassette လေးလုပ်လိုက်လို့ရတယ် long cassette လုပ်မယ်အကြေးသူက cassette လုပ်မယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ rich gh ဆိုပြီးတော့သွားလိုက်မယ်ပေါ့နော် ဒီနေ့တည်းမှာအမေကနေပြီးတော့ဘလို idea နဲ့ကစားလို့ရလဲဆိုရင်အာအများသောအားဖြင့်တော့ဒီနေ့ထားမှာအမေကနေပြီးတော့ e5 တက်မယ် e5 တက်ပြီးတော့ bishop h3 ဒီပါကြီးလာပြီးတော့အာ g2 ပုံလေးကို pressure ပေးလို့ရထားလဲဒါ semi open file မှာနေရာရထားဖြစ်တဲ့ကြောင်းဒါအဆင်ပြေတယ်ဒီလိုပုံစံနဲ့လည်းကစားလို့ရတယ်ဒါမှမဟုတ်တချို့တချို့တော့အခြေအနေတွေမှာကျတော့ဘယ်လိုမျိုးကစားလို့ရသေးလဲဆိုလို့ဆိုရင်အမေကနေပြီးတော့ knight a5 တွေပါသွားမယ် bishop c6 သွားပြီးတော့ bishop က d5 ကိုနေကနေပြီးတော့အာ g2 ပုံလေးကိုဒီလိုမျိုး pressure ပေးမယ်ဒီလိုပုံစံနဲ့လည်းကစားလို့ရတယ်ပေါ့နော်ဒါကတော့ဟိုအနေထားပေါ်မူတည်ပြီးတော့ပဲကိုကိုတိုင်းပဲကစားပွဲထဲမှာ ုံးဖြတ်ရမှာဖြစ်ပါတယ်ဟုတ်ပါပြီအဲ့တော့အခုကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့ A4 line လေးကတော့ဒီလောက်ပါပဲအဲ့တော့ဒီကောင်လေးတည်လို့ဆိုရင်ကျွန်တော်တို့ဒါအဖြူကနေပြီးတော့ခုနကဘက်မြောက်မှာ A4 တလာလို့ဆိုရင်ကျွန်တော်ဘယ်လိုမျိုးသုံးပြရမလဲဆိုတာကိုဒါဘာပေါက်နားလည်တော့မယ်ထင်ပါတယ်ကောင်းကောင်းကစားတတ်မယ်ထင်ပါတယ်ဟုတ်ပါပြီအဲ့ကျွန်တော်ရဲ့ဒီနေ့ DVD လေးကတော့ဒီလောက်ပါပဲ DVD နဲ့ပတ်သက်ပြီးတော့အဲမရှင်းတာနားမလည်ရရှိလို့ဆိုရင်လည်း comment လေးမှာမြန်မြန်ကလေးရပါတယ်ကျွန်တော် DVD ကိုအားဆုံးလိုက်အားပေးကြတဲ့တယောက်ချင်းစံကိုကျေးဇူးများကျေးဇူးပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်လည်ဆောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ